ားပါရှင်ခေတ္တတက်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမိုးမိတ်မြို့တိုင်းစစ်ကောင်စီတပ်ဝင်လာပြီးနေအိမ်တွေမှာတက်ဆွဲနေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မိုးမိတ်မြို့အတွင်းကိုဇမနေ့နိုဝင်ဘာလ25ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားချုပ်ဝင်ရောက်လာပြီးနေအိမ်အချို့မှာတက်ဆွဲထားတယ်လို့မြို့ကန်တွေကပြောပါတယ် စစ်တကားလူတွေဝင်လာတာဘယ်လိုဝင်လာလဲဆိုတာတော့မပြောချင်ဘူးသူတို့တွေကအိမ်တွေထဲမှာဝင်နေကြတဲ့အနာဝင်ကျင်ကဒေသခံတွေကမနေရကြလို့နေရာပြောင်းနေကြတယ်လို့ဒေသခံတအူးကပြောပါတယ်မုံမေမျိုးမှစီးတဲ့နောက်ထပ်ဒေသခံတအူးကလည်းတောင်ပိုင်းနဲ့မြောက်ပိုင်းကပုံများတဲ့ကားနေချတာတမျိုးလုံးလိုက်ချတာနေလေကကျွန်တော်မျိုးတွေသွားတော့သူတို့တွေအခွဲလိုက်ကြောင်းနေကြပြီလို့ပြောပါတယ် နေအိမ်တွေထဲမှာပျောက်ကြားယူနီဖောင်းတွေနဲ့တွေ့လို့တာအုပ်တပ်မတော်တီရန်လက်လေးတပ်ဖွဲ့ဝင်တွေလို့ကနအူးထင်ခဲ့ပေမယ့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ကြောင်းညနေပိုင်းမှာတည်ပြနိုင်ခဲ့တယ်လို့၎င်းကဆက်ပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတီရန်လက်လေးကဥဆောင်ပြီးမိုးကုံနဲ့မိုးမိတ်မျိုးတွေကိုခေါ်သွင်းလာလိမ့်မယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့်တီရန်လက်လေးကရှင်းလင်းခြင်းမရှိဘဲနှုတ်ဆက်နေပါတယ်မိုးမိတ်မျိုးပေါ်မှာရက်ွက်ဆဲခုရှိပြီးဒေသခံသုံးပုံနှစ်ပုံဟာမြို့ကိုဆောင်ကထွက်ပြေးသွားကြတယ်လို့သိရပါတယ် ပထမတော့နေလို့ရတလောက်နေကြသေးတယ်။23ရက်နေ့ကလေရဲနဲ့မြစ်ဆုံဘက်ကိုဖုံးကျဲသွားတော့မနီရဲကြလို့ထွက်ပြေးကြတာ။ဒီတစ်ခါတိုက်ပွဲဖြစ်ရင်ပြင်းပြင်းထန်ထန်ဖြစ်လိမ့်မယ်လို့သတင်းတွေထွက်နေတယ်လို့မိုးမင်းမြို့ကတအူးကပြောပါတယ်။စစ်ကောင်စီတပ်ကားတွေဟာမိုးကုံမြို့ကနေတရားလန်လေးတပ်ဖွဲ့ဝင်တွေနဲ့အတူဝင်ရောက်လာတာလို့ဒေသခံတွေကပြောပါတယ်။တရားလန်လေးရဲ့ဆုံးဖြတ်ချက်တွေအပေါ်ကတော်လန်ရင်ရဲဘော်အတန်းဝိုင်းနဲ့ပြည်သူလူထုကပြင်းပြင်းထန်ထန်ဝေဖန်နေပေမယ့်ရှင်းပြချက်မရှိသေးပါဘူး။ မုံမေမျိုးဟာကချင်လွတ်လပ်ရေးတပ်မတော် KIA ထင်းကျုံထားတဲ့မပေးမျိုးနယ်နဲ့လဲဆက်ဆက်နေပါတယ်။မုံမေမျိုးနယ်အနီးမှာ KIA တပ်ရင်း34ရှိပြီးလက်ရှိချိန်ဒီစစ်ရေးပြင်ဆင်ထားမှုမရှိသေးပေမယ့်အကယ်၍တော်လရင်အင်အားစုတွေကစစ်ကောင်စီတပ်တွေကိုတိုက်မယ်ဆိုပါကအခုညီပေးသွားဖို့ရှိမယ်လို့ KIA ပြန်ချိုင်းတာဝန်ခံပုံမှုကြီးနော်ဘူးကဇမနေ့ညနေပိုင်းမှာပြောပါတယ်။ အမှတ်34တန်ရင်နဲ့နေပါတယ်ကျွန်တော်တို့ထင်းချုံနေမြေလည်းမဟုတ်ဘူးတကယ်လို့များတိုက်ပွဲတွေဖြစ်လာလို့ရှိရင်တော့အချင်းချင်းကူညီတဲ့တဘောနဲ့တော့စီကောင်းစီနိုင်ပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်တရလန်လေးနဲ့စကောင်စီဟာအော်တိုဘာလ29ရက်နေ့နဲ့28ရက်နေ့ကတရုတ်နိုင်ငံကူမင်းမြို့မှာဆွေးနွေးပွဲပြီးနောက်တမက်ကာလာအတွင်မိုကိုနဲ့မိုမေမြို့နယ်ကနေတောင်းတက်တွေပြန်လည်ဆုတ်ခွာမယ်လို့အော်တိုဘာလ29ရက်နေ့မှာတရလန်လေးကထုတ်ပြန်ခဲ့ပါတယ် တောင်ဒေသကိုလည်းစစ်ကောင်စီကလေရင်ပုံကျဲခြင်းထိုးစစ်ဆင်တိုက်ခတ်ခြင်းမပြုလုပ်ဘဲနှစ်ဖက်ရောက်ရှိတဲ့နေရာမှာတပ်တွေရပ်တန့်ပြီးအပြစ်ခတ်ရဆက်ရဲသဘောတူညီချက်လက်မှတ်ရထုတ်ခဲ့တာလို့ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိနိုဝင်ဘာလကုန်မှာစစ်ကောင်စီတပ်စစ်ကြောင်းတွေကိုတရလန်လေးကအကာအကွယ်ပေးပြီးဝင်လာမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။မုံမိတ်မြို့မှာတရလန်လေးနဲ့စစ်ကောင်စီဆက်ဆံရေးရုံလဲဖွင့်ထားမယ်လို့သိရပါတယ်။လက်ရှိခြေနေတွေနဲ့ပတ်သက်လို့တရလန်လေးပြန်ကြားရေးတာဝန်ခံလွေးရည်ဦးကိုဆက်တွေ့ပေးမယ်လဲအဆက်တွေ့မရရှိသေးပါဘူးရှင်။ ဆက်လက်ပြီးအေယာဝတီတန်းစီမြို့နယ်သုံးခုမှာစစ်ကောင်စီနဲ့အေအေတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီအင်အားပိုမလောက်ဖြစ်နေစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စခိုင်းနဲ့ဆက်ဆက်နေတဲ့အေယာဝတီတန်းအတွင်းစီမြို့နယ်အုံကူမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေအေတို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကအင်အားပိုမလောက်ဖြစ်နေရတယ်လို့အေယာဝတီတန်းစီရဲ့သတင်းရှင်းပြတွေစီကသိရပါဗျာ။ ယခုဂျပန်အတွင်းမှာစက်ကန်စီနဲ့အေအေတို့ဟာငတန်းချောင်းမြို့နယ်မြောက်စန်းချေရွာမှာတည်ရှိတဲ့အာမတာ3လေးလေးအမြောက်တရေအနီးမှာဒရုန်းမြေပြင်ထိုးစစ်တင်တဲ့အတူတိုက်ပွဲတွေပြင်းထန်နေပြီးပတ်သိမ်မုံရွာကလန်မန်အနီးစီတီရာကုန်းမြေအနီးတဝိုက်မှာလည်းနှစ်ပတ်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတယ်လို့သိရပါတယ်။ ်လက်ရှိမှာတိုက်ပွဲတွေမြင့်တက်နေတာကြောင့်ကွာငတန်းဆောင်ကလန်မိုင်းစီအမတ၃လေးလေးအမြောက်တန်းရင်ကနေလက်နက်ကြီးတွေအဆက်မပြတ်ပြစ်ကူပေးနေတဲ့လုံကွာငတန်းဆောင်ပသိမ်မုံရွာလမ်းဆောင်ရှိရင်းနသာဆစ်ဆေးရိတ်ကိတ်ကလည်းစစ်ကူအင်အားတွေပို့ဆောင်ပေးနေရတယ်လို့သိရပါတယ်အလားတူပင်လယ်ရေမျက်နှာပြင်အရာကွာမျိုးနဲ့နေကတဲ့အေယာဝရီတန်းအတွင်မှာရွှေတောင်ရံမျိုးနဲ့မကြီးစင်ရွာနဲ့တာပေါင်းမျိုးနဲ့တဲဖြူရွာတို့မှာလည်းစစ်ကောင်စီနဲ့အေအေတို့ပြီးခဲ့တဲ့ဇပိုင်အတွင်မှာစတင်ပြီးလက်ရှိချိန်ထိတိုက်ပွဲတွေပြင်းထန်နေကြတယ်လို့သိရပါတယ် တာဘာမြို့နယ်အတွင်းကိုအာရခတက်တော်အေအေကအဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်ရွှေတောင်ရံမြို့နယ်အတွင်းမှာတော့ကိုလာခန့်ကြပြီးမှတကြောပြန်တိုက်ပွဲတွေဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။ အေယာဝတီတိုင်းထဲမှာတော့တိုက်ပွဲဖြစ်တဲ့အတန်းနေရာသုံးခုမှာကြာရပါတယ်ငတိုင်းချောင်းကအမတ်တ3လေးလေးနဲ့တီတာကုန်းမြေအနီးမှာဖြစ်နေတာရှိပါတယ်ပြီးတော့ဒီရပိုင်းအတွင်မှာရွှေတောင်ရံနဲ့တာပေါင်းမြို့နယ်တွေမှာဖြစ်ကြပါတယ်အေအေကတော့ရွှေတောင်ရံဘက်မှာတိုက်ပွဲညင်နေတာကြာပါပြီအခုမှစိုက်ပြီးတိုက်ပွဲတွေပေါ်ဆောင်လာတာပါလို့အေယာဝတီတိုင်းစီးရဲသတင်းရှင်မြစ်ကပြောပါတယ် အဆိုပါတိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာသုံးခုကစစ်ကောင်စီကပတင်ချင်းဆိုင်အနောက်တောင်တန်းစစ်ဌာနချုပ်နာတာခါနေကွင်းကားမြို့အနီးရှိအမှန်ကားတပ်မတော်တပ်မြင့်လေးကျင်းရဲ့တင်နန်းဆောင်ကနေစစ်ကူအင်အားတွေအဆက်မပြတ်ပို့ဆောင်နေပေမဲ့လေပုံမလဖြစ်နေတယ်လို့သိရပါတယ်စစ်ကောင်စီဟာအေယာဝတီတန်းရှိရှေးတန်းစစ်မြေပြင်ကိုပြည်သူစစ်မှုထမ်းပါစတွေကိုအများအပြားပို့ဆောင်နေတာဖြစ်ပြီးပါစတွေဟာစစ်ကြောင်းထိုးလာစဉ်စစ်မနှိုင်းချင်တဲ့အတွက်ထွက်ပြေးတာတော်လန်ရဲတပ်ဖွဲ့ထံလက်နက်ချအညက်ခံတာ ရှေ့တန်းစစ်မြေပြင်အတွင်းမြေမျိုးမိုင်းနေမိတာတော်လန်ရဲတပ်ဖွဲ့ရဲ့ခြုံကိုတိုက်ခိုက်ခံရတာတွေကြောင့်အင်အားတွေအဆက်မပြတ်ပို့ဆောင်နေရတာဖြစ်တယ်လို့အေအေနဲ့နေဆက်တဲ့စီးရဲသတင်းရှင်းမြစ်တအူးကပြောပါတယ်။ ။အရာဝတီတိုင်းမှာတော့စိတ်အင်အားတွေအဆက်မပြတ်ပိုနေပါသေး။အဓိကကတော့နာတာခါနေတင်းနှန်းကျောင်းတွေစီကနေပိုနေတာပါ။ပြီးတော့ဒေသကလူငယ်တွေကိုလည်းစစ်တကပေါ်တာအရန်ဆွဲနေပါသေး။စုမှုထမ်းမှုအတွက်ပုံရှေတန်းကိုရောက်သွားတဲ့သူတွေမှလည်းအကြဆုံးများတာကြောင့်နာတာခါမှလည်းစေကူတာနေကြတဲ့လူနာတွေအပြည့်လိုကြားရပါသေး။စေကူတာဖို့နေရာတွင်စေဝါးတွေမလုံလောက်တော့တာကြောင့်လဲဇန်ကုန်ကိုပို့နေရပါတယ်လို့သူကဆက်ပြောပါတယ် အရခတ်တက်တော်အေအေဟာရခိုင်မမြို့နယ်၁၄ခုအပအဝင်ချင်းပြည်နယ်ကပလောဝမြို့နယ်ကိုတိမ်မိုင်းထိန်းချုပ်ထားပြီးမိရခိုင်အစက်မှာတော်လရင်မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးမကွေးပဲခူးအေယာဝတီတိုင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။အေယာဝတီတိုင်းအတွင်းမှာတော့အရခတ်တက်တော်အေအေဟာငတန်းချောင်းမြန်အောင်အင်ကပူလေးမျက်နှာတာပေါင်းရွှေတောင်ရဆတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေပေါ်ဆောင်နေကြတာလည်းဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးချမ်းမြို့နယ်မှာစစ်သားလေးဦးလက်နက်တလက်ယူဆောင်လာပြီးအလင်းဝင်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။မကွေးတိုင်းချမ်းမြို့နယ်မှာစစ်သားလေးဦးတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းချမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာမှတာဝန်ရှိသူကပြောဆိုပါသည်။နိုဝင်ဘာလ25ရက်နေ့မှာစစ်တပ်မှစစ်သားလေးဦးကတနက်တလက်ယူဆောင်လာပြီးချမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာတန်းသို့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ထို့သောအလင်းဝင်ရောက်လာသည့်စစ်သားလေးဦးတနက်တလန်နေခရမ်းများယူဆောင်လာခြင်းကြောင့်၆မြို့နယ်ပကဖာကကွန်ပျူတာဆွေးနွေးခြင်းဖြင့်ပြည့်ရခဲ့ကြောင်းသိရပါသည်ချောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကိုဆေးဆက်ပြီးတော့စစ်ကောင်စီတပ်သားလေးဦးကလက်နက်ခရမ်းတွေနဲ့အတူအလင်းဝင်ရောက်လာတဲ့အတွက်ကွန်ပျူတာစွန့်ဝင်ခြင်းမြင့်ပေးရခဲ့ပါတယ်။ဆက်လက်ပြီးအလင်းဝင်ရောက်လာမဲ့သူတွေကိုလည်းဖိတ်ခေါ်ပါတယ်လို့ချောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူကပြောဆိုပါတယ်။ ဆက်လက်၍အကြမ်းမဆက်တဲ့ထံမှတာဝန်ထမ်းဆောင်လို့ခြင်းမရှိသည့်စစ်သားရဲနေစစ်မှုထမ်းတပ်သားတင်များအနေဖြင့်အ мян ဆုံးအလင်းဝင်ရောက်ကြရန်နေအလင်းဝင်ရောက်လာသူများကိုလည်းနှွေးထွေးစာကြိုးစွနာမည်ဖြစ်ကြောင်းချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာမှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်ရှင်။